လာမယ့်ဗန္နာနဲ့ကစပြီးကလေးပြုစုရေးကေဟာတွေမှာကလေးငယ်တွေရဲ့ကျွမွေးစိတ်ကို သုံးစားမြင့်တင်ပေးလိုက်ပါတယ်ဒီသတင်းကိုတော့စုစုသွဲကပေးပို့ထားပါရရှင်လူမှုအန်ထန်းကိစ္စရေးနဲ့ပြန်လည်နေရရှာထားရေးဝန်ကြီးဌာနလောက်မှရှိတဲ့တင်တန်းကျောင်းတွေကလေးပြုစုရေးခင်ဟာတွေနဲ့မိုးโจကျောင်းတွေမှာကလေးငယ်တွေအတွက်တစ်နှစ်ကျွေးမွေးစေကို တုံးဆမြစ်တင်ပေးလိုက်ပါတယ်။အဲ့ဒီလိုတွန်းမြင်ပေးလိုက်တာဟာခလင်းငယ်တွေအတွက်ပိုမိုကောင်းဝံတဲ့အဟာရကိုကျွေးမွေးလာနိုင်ပြီလို့ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနကပြောပါတယ်။အရင်တော့ဓမင်းနဲ့ဟင်းနဲ့ကျွေးနေရနေပြီးဓမင်းဟင်းနဲ့တော့မကဘဲနဲ့အတီးနံနော်နောက်ပြီးတော့အသားပိုကျွေးမယ်ဟိုအာဝင်ကွန်ကြပိုတိုးကျွေးနေတာပေါ့နော်ဘယ်သူမှမစိုးကလေးတွေကကျွေးတာပဲစားရလေ အဲ့အဲ့ကလေးတွေကိုပို့တိုးကျွေးရတာအတွက်ကျွန်တော်တို့ကဟိုစိတ်ချမ်းသာဝမ်းသာမိတာပေါ့နော်ကလေးတွေပူကျွေးလေးကလေးအုံနောက်ဖုံမျိုးလေးနိုင်ငံအတွက်အကျိုးရှိလေးပဲနော်လက်တလောမှာလူမှုအထမ်းဦးစီးဌာနလောက်မှာရှိတဲ့လူငွေတွေကိုတနည်းကျွေးမွေးစေအနေနဲ့တင်နန်းကျောင်းတွေမှာလူငွေတူကိုကျပ်ငွေ435ကျပ်နှုန်းမိုဂျိုကလင်းရဲ့တူကိုကျပ်ငွေ350နှုန်းနဲ့ ကလေးပြုစုရေးခေဟာမှကလေးတူကိုကျန်းငွေ400နှုန်းနဲ့ကျွေးမွေးနေတာပါအစားအစာတွေကျွေးမွေးရမှာလေအသက်ရွယ်အပိုင်းရှားလိုက်အစာအာဟာရအုပ်စုသုံးစုနဲ့ပြည့်စုံအောင်ကျွေးမွေးနေပါတယ်ရှုကုန်တိုင်းကလေးပြုစုရေးခေဟာမှကလေးငယ်တွေကိုနေ့စဉ်အစာအာဟာရကျွေးမွေးနေပုံကိုလေးကျောင်းအုပ်ကြီးကပြောပြထားပါတယ်ကျွန်တော်ကလေးတွေကိုတနေ့ကို6ချိန်ကျွေးပေးပါတယ်မနေ့9နာရီမှာကျွန်တော်တို့ဆံမြုပ်တစ်ချိန်ကျွေးပါတယ်နောက်မနေ့9နာရီမှာမနေ့ခင်းစာ breakfast အနေနဲ့ကျွေးပါတယ်နေ့လယ်7နာရီမှာထမင်းတစ်ချိန်ကျွေးပါတယ်နောက်တစ်ခါနေ့လယ်2နာ ာရီမှာအဲဖြည့်ဆွက်စာအနေနဲ့မုံကျွေးပါတယ်။နောက်ညနေ9နာရီမှာထက်ချင်းထမင်းတစ်ချိန်ကျွေးပါတယ်။ပြီးတော့အဲအဲ့ဒီကြားအချိန်လေးမှာညနေ3နာရီမှာတော့သူတို့အဖြစ်အောင်လို့တည်တည်ရပါတယ်ကျွေးတာရှိပါတယ်။ ီဂီဟာတွေမှာရှိတဲ့ကလင်းငယ်တွေရဲ့ကျန်းမာရေးကောင်းမွန်ဖို့အတွက်ကိုစပတ်ကိုတကြိမ်ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပေးနေတာပါလူမှုအထမ်းကစ်စေးရေးနဲ့ပြန်လည်နေရရှာထားရေးဝန်ကြီးဌာနမှာကလင်းငယ်တွေကိုကျင်းဝေးစောင့်ရှောက်နေတယ်လို့စစ်နာရှင်တွေအနေနဲ့လည်းကလင်းငယ်တွေကို လာရောက်ကျင်းဝေးလူတန်းမှုတွေရှိနေပါတယ်ကျွန်မစုစုတွေပါ